ဆရာဆေးဘဲခဏလောက်လက်မြောက်ထားပါဘုရားရှင်ဝိညာဉ်တော်ဆရာဆေးဘဲနဲ့ပတ်သက်ပြီးဖော်ပြတယ်ဘယ်နှယောက်စိတ်ဝင်သားလဲကျွန်တော်ကြည့်ရတာကျွန်တော်ကြည့်ရတာ jealous ဖြစ်မဲ့ပုံပေါက်တယ် hallelujah ဘုရားရှင်ကသင်ရဲ့အတ္တတော်ကိုဝတ်လုံလဲတဲ့ကာလဘုရားရှင်သင်ကိုခေါ်သွားပြီဖြစ်တယ်ဝတ်လုံလဲပေးတာကျွန်တော်တွေ့ရတယ် hallelujah ဝမ်းမြောက်ခြင်းဝတ်လုံတိုးပွားခြင်းဝတ်လုံ တယ်ဘုရားရှင်မေးတယ်ကိုတော့ဘာလို့ကျွန်တော်ကြာနေတာလဲဘာဖြစ်လို့ကျွန်တော်ချမ်းချာနေတာလဲတဲ့နိုင်ငံညာသွားဖို့အချိန်နေနေအားလုံးမအစဘာလို့ကြာလဲဘာဖြစ်လို့ဆိုတဲ့ငါ့ကိုကြာလို့ဖြစ်တယ်ဘုရားရှင်တင့်အားဖြင့်အလင်းအမြန်အများကြီးလှုပ်ချင်တယ်အထူးဖြင့်တင့်အားဖြင့်ဘုရားရှင်ကငွေချင်းနဲ့ပတ်သက်ပြီးအလင်းအမြန်အလုပ်တွေအများကြီးလှုပ်ချင်တယ်ဘုရားတင့်ဘဝကိုကောင်းကြီးပဲပေးချင်တာမို့တင်နဲ့ငွေချင်းနဲ့ပတ်သက်ပြီးအလုပ်အများကြီးလှုပ်ချင်တယ် က်ကိုဘုရားကပေးတဲ့လက်အနေနဲ့ရွေးကောက်ထားတယ်။လက်ခံယူတဲ့လက်မဟုတ်ပေးကမ်းတဲ့လက်။တင်ရရင်ကတန်းနဲ့ချီပေးရလိမ့်မယ်။တခါလူမထဲရင်ကတတန်းထဲတဲ့ဘဝရောက်လာလိမ့်မယ်။အာမင်။အဲ့ဒီဘဝတော့ဘုရားတင်ရွေးကောက်ထားတယ်။အာမင်။တင်ရတဲ့ဝိညာဉ်ခေါင်းဆောင်ကိုတန်းနဲ့ချီမျိုးစီကျဲခွင့်ရလိမ့်မယ်။အာမင်။ဘုရားတင်နဲ့သူကြီးကြီးမားမားလှုပ်ချင်တယ်။အမေတင်ရဘုရားအလုပ်တွေကိုကြံ့ကြာစေတယ်။ ဲ့တူလောက်ခဲ့ဘူးတယ်။မတင်ဘုရားလုပ်တွေကြံ့ကြစေတယ်။ဘုရားရှင်ပြောတယ်ငါသားတင်တဲ့တူငါကြီးမြတ်တော်အလုပ်တွေကြီးမားတော်အလုပ်တွေမွေကြီးနဲ့ပတ်သက်ပြီးငါလုပ်ချင်တယ်။သင်ဆန္ဒရှိတဲ့နှလုံးသားရှိရင်အလင်းမြန်ငါကူးပြောင်းမယ်။အာမင်။ရုတ်တရက်ဘုရားသခင်ရဲ့ဆယ်ဘဲစောက်ထား။ရုတ်တရက်မိုးမရွာလင်းမလာပဲရှည်တယ်အလိုလိုပြည့်လိုက်မယ်။အဲ့ဒီပမာဏပေးကမ်းခြင်းတွေဟာ သင်စိတ်ကူးမမြင်ဘူးတဲ့မျက်စိနဲ့မမြင်နားနဲ့မကြားစိတ်နှလုံးနဲ့မကြံစီသေးတဲ့နီးလန်းနဲ့ဖရားလုတ်ခိုင်းလိုက်မယ်အာမင်ဟာလေလုယာအာမင်အလင်းမြန်ပေးခွင့်ရလိမ့်မယ်အာမင်နှလုံးသားပဲရှိဖရားကဒီ church မှာသင်အပေးကမ်းဆုံးသူဖြစ်စေချင်တယ်အာမင်အပေးဆုံးလူဒီ ministry မှာ ringgit ထောင်ကနန်းမဟုတ်အဲ့ကိစ္စတွေမေးလိုက်တော့ ringgit ထောင်ကနန်းမဟုတ်အဲ့ကိစ္စတွေမေးလိုက်တော့ တင်းထောင်ကနန်းနဲ့မစားတောင်းကနန်းနဲ့စားလိုက်မယ်။ဒါပေမဲ့ဘုရားတင်းတန်းကနန်းကိုအလင်းမြန်လှမ်းခိုင်းလိုက်မယ်။ဘာဖြစ်လို့ကျွန်တော်ဘုရားရှင်တင်းနဲ့ပတ်သက်ပြီးတော့ခုနစင်မော်တက်တက်ကဒီသချင်းဆူခိုင်းတယ်။တင်းရဲ့တဲရအောင်ငါချဲ့ပေးခြင်းတယ်။အဲ့တဲရကတင်းမိသားစုအတွက်ပဲမဟုတ်ဘူး။တင်းရဲ့တင်းမိသားစုအတွက်အမြဲစိတ်ပူတယ်စိုးရိမ်တယ်။ဘုရားရှင်ပြောတယ်အဲ့အမှုကဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစားရှာနောက်မှထိုးရတွေကိုထပ်ရပေးမယ်။ဒါရီကငါတာဝန်ယူမဲ့အမှုဖြစ်တယ်။ ်ဒါတည်းကငါလင်မြန်စေမဲ့အမှုဖြစ်တယ်သင်ကငါအမှုကိုလင်မြန်စေလို့ဘုရားရှင်ကပြောတယ်ကြာသင်နဲ့တူငါငွေချင်းနေပေမှာအလုပ်လုပ်ချင်တယ်သင်ကငါငွေချင်းနေပေရဲ့ financial နေပေရဲ့ custodian ဖြစ်စေချင်တယ်ငါခေါ်ချင်ရင်သင်ပေါ်မှာငွေချင်းနေပေရဲ့ custodian ငွေချင်းနေပေရဲ့ဘုရားခန့်အပ်တဲ့ leader ခေါင်းဆောင်ဖန်တာရဲ့ ကောင်းကင်နိုင်ငံရဲ့ဘန္ဒာရေးဝင်ကြီးကောင်းကင်တမန်နေနဲ့အလုပ်လုပ်ခွင့်ရမယ်။ဝင်ကြီးနယ်ပယ်တကားဖွင့်ခွင့်ရမယ်။အနာဂတ်မှာတရားဝင်ကြီးနယ်ပယ်တွေလက်တင်ခွင့်ရမယ်။စီးပွားရေးသမားတွေများစွာအသက်ရှင်မှာဆူတောင်းလာခံလိမ့်မယ်။ဘာလို့သင်လက်တင်တဲ့ကတော့တကားတွေဖွင့်သွားလိမ့်မယ်။အာမင်။သင် prophet ပြုတဲ့ကတော့တကားတွေဖွင့်သွားလိမ့်မယ်။အာမင်။တရား business man နဲ့ business woman တွေများစွာဥဆောင်ခွင့်ရမယ်လမ်းပြခွင့်ရမယ်လက်တင်ဆူတောင်းခွင့်ရမယ်ဖခင်အဲ့နေပဲတို့ကိုကောင်းချီးပေးမယ် any willow go piashi chome and do yare. But are you ready? Are you ready for his calling? Any call in the send the pillar. Any written down with you jela. Piashi thing will In the name of Jesus. In the name of Jesus. They are mission it red. God it along like we win yam. They are best God along like we big win yale. A limb yam pip yale. In the mighty name of Jesus. အချို့အမှုရတဲ့သင်စပြီး practice လုပ်လိမ့်မယ်သင်နဲ့သင်မိသားစုအတူတူ practice လုပ်လိမ့်မယ်ကားတွေအစည်းလိုက်ဝယ်ပေးတဲ့အလုပ်ကိုသင်က practice လုပ်လိမ့်မယ်ဆက်နှစ်လအတွင်းဆက်နှစ်လအတွင်းမှာသင်ကကားတွေအလုံးလိုက်သင်စီးမဲ့ကားအတွက်အရင်စိတ်ကူးမရင်နဲ့အရင်စပြီးတော့ဖျားနိုင်ငံတော်မှာစီးမဲ့ကားအတွက်စပြီးစဉ်းစားပြရှင်တင်ကိုအလင်းအမြန်ကောင်းကြည့်ပေးတယ်မယ်၁၂လတွင်တဲ့ကားတွေကိုကားတွေကိုမျိုးစေ့ချဲလိုက်မယ်ဟာလေလုယာကိုရောကိုရောတိုင်းလက်ကိုတိုးပွားစေပါချွေဝါစေပါ ဒီလက်တွေကိုကိုတော့ကျွန်တော် impartation လုပ်ပါတယ်ကိုတော့ကျွန်တော်ကိုပေးကမ်းခြင်းနယ်ပယ်မှာဖိတ်သိမ့်တယ်လို့ဒီနေ့ဆရာဆေးဘက်ကိုပေးကမ်းခြင်းနယ်ပယ်မှာယေရှုခရစ်တော်နာမ၌ဖိတ်သိမ့်ပါတယ် ringgit တောင်းတဲ့ချီအစပြုပြီးတန်းတဲ့ချီပေးတဲ့သားအလင်းမြန်ဒီတိုင်း12လအတွင်းမှာဘဝအပြောင်းလဲတွေဖြစ်ဖို့ယေရှုနာမ၌ကျွန်တော်ကောင်းချီးပေးပါတယ် prosperity anointing of the devil my release load it. Take it in the name of Jesus. Receive. In Jesus' mighty name. In Jesus' mighty name. I impart the anointing of the Holy Ghost. Impart the prosperity anointing over his life. Shalamakaba Shikabaha. Hallelujah. Praise him, praise him.